အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘားလ19ရက်နေ့လည်ကင်အထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေတ်ရနေကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲမင်းအောင်လိုက်၃လုံး၆ချာအကြောင်းကိုကိုကျွန်းစတန်မီတာစုတွေပါအသိပြင်ခန်းရပြီဆိုတဲ့အကြောင်းစစ်တကပြည်သူတွေအငတ်ပဲဆိုက်ပြီးအញ្ញန်ခံလာဖို့စနေကြလုံနေရာကိုကုလမှာဖွင့်ချလိုက်တဲ့ဦးကျော်မိုးထွန်း NLD ပါတီကိုဖျက်သိမ်းခဲ့ရွေးကော်က နိုင်ငံရေးပါတီအားလုံးကိုဝင်ရောက်ရှင်ပြိုင်စေလိုတယ်လို့ဖိတ်လုံထုတ်လာတဲ့သတင်းစစ်မှုန်ထမ်းကျဲကောက်ဖို့လူမိုက်တွေအပြင်ဗင်းစားတွေကိုပါစစ်ခိုင်းနေတဲ့စစ်ကော်မရှင် TNL နဲ့စစ်ကော်မရှင်တိုက်ပွဲမှာဗေဘက်ကမှမပါဝင်မှုမရှိဘူးလို့ညင်းဆိုလိုက်တဲ့ SSPP လိန်လယ်မှုနဲ့ရှိုးဝဲချက်တွေခိုးယူခဲ့လို့ထောင်ချနေတဲ့အမတ်ဟောင်းကိုလွတ်ညင်ပေးခဲ့တဲ့ Trump အဲ့လို နေလကန်ချီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နေလီကင်အတွက်ပထမဦးဆုံးတရင်ကတော့မင်းအောင်လိုင်းတုံလုံး၆ချာအကြောင်းကိုကိုကျွန်းစတန်မီတာစုဝင်တွေကိုပါအတင်းပြင်ခိုင်းနေရပြီဆိုတဲ့တရင်မှာစစ်ကွန်မရှင်ကောင်းဆောင်မင်းအောင်လိုင်းဟာမနေ့ကအော်တိုဝါလာ၁၈ရက်မှာကိုကိုကျွန်းကိုတွားရောက်ပြီးတော့စတန်မီတာစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ကိုကိုကျွန်းမျိုးဟာအချက်သားတွေတော်ရုံသွားဖို့မလွယ်ကူတဲ့ပင်လေကျွန်းမျိုးဖြစ်ပေမဲ့မင်းအောင်လိုင်းကတော့အဲ့ဒီမျိုးမှာတက်ဆွဲထားတဲ့ စစ်သားမိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးစစ်ရေးတရင်နဲ့နေဖို့ပြောကြားခဲ့တဲ့အထိတုံလုံးချောက်ချာနေပါတယ်။မင်းအောင်လည်းကကိုကိုကျွန်းမြို့မှာအရာရှိစစ်သားတွေနဲ့တွေ့ဆုံရမှာကိုကိုကျွန်းဟာနိုင်ငံအတွက်ပထဝီအနေထားအရာအရှိပါတဲ့နေရာမှာတည်ရှိရအတွက်ကိုကိုကျွန်းတက်နေမှာတာဝန်ထမ်းဆောင်ရတဲ့အရာရှိစစ်သည်တွေတမကမိသားစုဝင်တွေအနေနဲ့အမြဲလုံခြုံရေးအသည့်လုံခြုံရေးတရင်နဲ့နေဖို့လိုတယ်ဆိုပြီးပြောကြားခဲ့ရပါ ရန်ကုန်မြို့ကနေရှေးမှာ260လောက်ကွာဝေးပြီးဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့ကိုကိုကျွန်းဟာပထွေဝင်အနေအထားအရအချက်ချာကြတဲ့အတွက်စစ်ရေးအရအရေးပါမှုညှင့်မှာပါအိန္ဒိယနိုင်ငံပိုင်အန်ဒမန်နဲ့နီကိုဘာကျွန်းစုရနဲ့မိုင်30ကနေ55မိုင်ခန့်သာကွာဝေးတဲ့ကိုကိုကျွန်းမြို့ဟာအိန္ဒိယသမုဒ္ဒရာထဲကအရေးပါတဲ့ရေလန်းကျောင်းတွေနဲ့မလကာရေလက်ကြာအနည်းကိုစောင့်ကြည့်ထောက်လှမ်းဖို့အရေးပါတဲ့နေရာမှာရှိနေပါတယ် ီးတော့တရုတ်ကွန်ရှင်နဲ့ကိုကိုကျွန်းမျိုးပေါ်မှာစစ်တပ်ကထောက်လျင်စကန်တိဆောက်ထားပြီးတော့အိန္ဒိယသမုတ်တရာထက်အိန္ဒိယရေတပ်ရဲ့လှုပ်ရှားမှုတွေဒုံးပြန်ပြစ်လွတ်မှုတွေနဲ့အခြားစစ်ရေးလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းဖို့လှုပ်ဆောင်ထားတဲ့အတိတ်ကစစ်ကန်တိဆောက်ထားတဲ့မြို့လည်းဖြစ်ပါတယ်။မကြာသေးခင်ကထွက်ပေါ်လာတဲ့ဂျိုရုတပ်ပုံတွေရာအကျွမ်းပေါ်မှာပြေးလန်းအရှည်2300မီတာရှိတဲ့လေယာဉ်ပြေးလန်းတွေရေဒါစကန်တွေတိဆောက်ထားတာတွေဟာရေတပ်နဲ့ လေတန်းအလှုပ်ရှားမှုတွေအတွက်ရှေ့တိုင်းချေကော့စကန်တစ်ခုအဖြစ်ပါအတုံးပြဖို့စစ်ကော်မရှင်ကရည်ရွယ်ထားတာပါအခုလိုစစ်တပ်အခြေစိုက်စကန်တစ်ခုအဖြစ်ပြင်ဆင်ထားတဲ့အပြင်တော်ယုံလူမလာနိုင်တဲ့ကိုကိုကျုံမျိုးကစစ်သားမိသားစုဝင်တွေကို အစင်သင့်ပြင်ဆင်ခိုင်းထားတဲ့အထိထုတ်ပြောလာတဲ့မင်းအောင်လှိုင်ဟာအတော်ထိုင်းလန့်နေရာလဲဖြစ်တယ်လို့တုံသက်သူတွေကထောက်ပြထားပါတယ်ဒုတိယအနေနဲ့စစ်တပ်ကပြည်သူတွေငတ်ပဲဆိုက်ပြီးအញ្ញန့်ခံလာဖို့စနစ်ကြလုံးနေရာကိုကုလမှာဖွင့်ချလိုက်တဲ့ ဥကြုံမိုးထုံအကြောင်းကိုပြောပြပေးပါမယ်။ဆေအိုစုကမြန်မာပြည်သူတွေကိုဝမ်းမောအောင်ထားနေတာဟာအញ្ញမ်းခံစီဖို့နီလန်းအုံပြုတ်နေတာဖြစ်တဲ့အတွက်နိုင်ငံတကာအသံဝန်ကလက်ပိုက်ကြည့်မလဲဖို့တာမတ်ကြီးဥကြုံမိုးထုံကအော်တိုဘားလ18ရက်ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့စာနယ်ရိက္ခာရရှိခွင့်ဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာပြောကြားခဲ့ပါတယ်။ပြည်သူတွေငန့်နေရင်သူတို့ကိုမတော်လန့်နိုင်တော့ဘူးဆိုတဲ့ဖြူဟာကိုအရှက်ဆက်ဆုံးကျင့်တုံးနေရွာတွေကိုမိရှို့တယ်ပြစ်စီတွေလုတယ် မြို့ပြတွေမှာဆွေရင်လဲကျူးကျော်ဆိုပြီးအိမ်တွေဖျက်ဆိုင်တွေဖျက်လုံနေတာက ပြည်သူတွေငတ်အောင်ကိုရွေချက်ကြီးကြီးနဲ့လှုပ်ဆောင်နေရလို့ဥကြုံမိုးထွန်းပြောကြားမှုကိုအခြေခံပြီးတော့ရန်ကုန်ခြေဆိုင်နိုင်ငံဆောင်မရှင်တူက MP ကိုပြောပါတယ်ဆေအုစုဟာနိုင်ငံရေးအကူအညီပေးနေတဲ့ထောက်ပံ့မှုတွေကိုတားမြစ်ပိတ်ဆို့တာတွေလူသားရေးဆန္ဒထောက်ထားမှုအကူအညီတွေကိုဟန်တာကန့်တတ်တာတွေနဲ့လေယာဉ်နဲ့စိုက်ပျိုးရေးတုံးပစ္စည်းကိရိယာတွေကိုလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုပြီး ဖြတ်စီမုံနဲ့လှုပ်ဆောင်ရဲလို့ဥကြုံမိုးထွန်ဟာကုလမှာထောက်ပြခဲ့ပါတယ်။အဲ့ဒါတွေအပြင်ဆိုးဆူဟာခရိုနင်အတိုင်းဝိုင်းတွေပေါ်မဖြစ်မနေလိုအပ်တဲ့ကုန်စည်ပစ္စည်းဝင်ထွက်စီစဉ်မှုကိုထိန်းချုပ်ဖို့နဲ့ကုန်ပစ္စည်းရှားပါမှုကနေတစင်းအမြတ်ထုတ်ဖို့ခွင့်ပြုပေးထားပါတယ်။အခုလိုရှင်တွေအကြောင်းအမျိုးသမီးခလဲသူငယ်နဲ့ပြည်တွင်းနေရစွန့်ခွာထွက်ပြေးတိမ်းချောင်နေရတဲ့အင်ထောင်စုတွေဒုက္ခသည်တွေနဲ့မြို့နယ်ပြည်သူတွေအားလုံးဟာစားနေရခါမဖို့လုံမှုအဟာရမပြေဝမှုကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ဝင်ဝဲမလောင်ငါမှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့စံခွန်မှုတွေနဲ့ထင်းချောင်းမှုတွေကိုရင်ဆိုင်နေရတယ်လို့ဥကြုံမိုးထွန်းကဆိုပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာမြန်မာနိုင်ငံကလူရဲ့15တသမနှစ်တန်းခန့်ဟာအရေးပေါ်စားနေရခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးတော့3တသမ5တန်းသောပြည်သူတွေဟာပြည်တွင်းမှာနေရဲစွန့်ခွာထွက်ပြေးနေရတဲ့အထူးကပြဿနာဟာစေအိုစုကစီးပွားရေးရန်ရီယာကိုလက်နက်တပွဲအသုံးပြုနေရကြောင်းဖြစ်တယ်လို့တာမတ်ကြီးကထောက်ပြထားပါတယ် ထမှန်တင်ဆက်ပေးကျင်တာကတော့ NLD ပါတီကိုဖျက်သိမ်းခဲ့တဲ့ရွေးကော်ကနိုင်ငံပါတီအားလုံးကိုဝင်ရောက်ရှင်ပြိုင်စေလိုတယ်လို့ဖန်လုံထုတ်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအကြောင်းအမျိုးမျိုးပြဖျက်သိမ်းခဲ့တဲ့စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံပါတီအားလုံးကိုတရားမဝင်အတူအောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်စေလိုတယ်လို့မနေ့ကပြုလုပ်ခဲ့တဲ့နိုင်ငံပါတီတွေနဲ့တွေ့ဆုံပွဲမှာရွေးကော်ဥက္ကဋ္ဌတန်းစိုးကပြောခဲ့ပါတယ်။ သူကရွေးကောက်ပွဲကိုနိုင်ငံရေးပါတီပဲအာလန်ဝင်းရောက်ရှင်ပြိုင်စေလို့ပဲမှဥပဒေနဲ့ညီညွတ်မှတာဝေရောက်ရှင်ပြန်ခွင့်ရရှိမှာဖြစ်တဲ့အတွက်မတရားဥပဒေနဲ့မညီညွတ်တဲ့ပါတီတွေကိုဖျက်သိမ်းကန်ခဲ့ရတာဖြစ်တယ်လို့ပြောပါရယ်ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွေစည်းရုံးခြင်းတို့နဲ့ပတ်သက်တဲ့အညာချက်ကိုထုတ်ပြန်ပြီးဖြစ်တဲ့အတွက်နိုင်ငံပါတီတွေအနေနဲ့ပါတီမူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကနေတစင်း ဟောပြောတင်ပြနိုင်ဖို့ဆောင်ရွက်ပေးနေတယ်လို့တန်းဆိုးကပြောပါတယ်။အဲ့ဒါပဲဆောင်ရွက်တဲ့အခါရွက်ကောက်ပွဲဥပဒေပုံမှန်30ကနေဥပဒေအခန်း30ပါတမတ်ချက်တွေရွက်ကောက်ပွဲဥပဒေအခန်း73ပါရွက်ကောက်ပွဲဆိုင်ရာ ပြင်မှုပြည်တယ်နဲ့အခန်း74ပါတရားမဲ့ပြုကျင့်မှုတွေကိုတတိပြုရမယ်လို့တန်းဆိုးကနိုင်ငံပါတီတွေကိုလက်လုံဆန်ဆန်ပြောခဲ့ပါသေးတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွက်ကောက်ပွဲကော်မရှင်က2023ခုနှစ်မတ်လ28ရက်မှာ NLD ပါတီနဲ့ချန်တိုင်အောင်သားများဒီမိုကရေစီအဖွဲ့ချုပ် SND ပါတီရဲ့အပြင်ပါတီ60ကိုဖျက်သိမ်းခဲ့ရလို့ကြေညာခဲ့ပါတယ်။အတိုက်ခံအင်အားအကောင်ဆုံးဖြစ်တဲ့ NLD နဲ့ SND ပါတီကိုဖျက်သိမ်းခဲ့တဲ့အပြင်စစ်ကောင်မရှင်အတူရောင်ရွေးကောက်ပွဲကိုအရန်ပြိုင်ကျင်နေတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဒီမိုကရက်တစ်ပါတီအမျိုးသားရေးရာ DNP အမျိုးသမီးပါတီမွန်နဲ့ပြည်ထောင်စု လေသမားအလို့သမားအင်အားစုပါတီတွေဟာ ပါတီဝင်အင်အားနဲ့ရုံးခန်းအရေအတွက်မပြည့်မြင်လို့ဆိုပြီး2025ခုနှစ်စတင်မာလာ9ရက်မှာဖြတ်သိမ်းခံခဲ့ရပါတယ်။အခုလိုနိုင်ငံရေးပါတီတွေကိုဖြတ်သိမ်းတာဟာစစ်ကော်မရှင်ကသူတို့ရဲ့ရွေးကောက်ပွဲမှာသူတို့လိုချင်တဲ့ပုံစံဖြစ်စေဖို့လှုံ့ဆော်မှုတွေအထက်ကတခုတော့လောရဖြစ်တယ်လို့နိုင်ငံရေးလည်လာသူတွေနဲ့အဖွဲ့အစည်းတွေကတုံ့တက်ကြပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းခြင်းကောက်ဖို့လူမိုက်တွေအပြင်ဗိန်းစားတွေကိုပါစစ်ခိုင်းနေတဲ့စစ်ကော်မရှင်တင်းကိုပြောပြပေးပါမယ်။ ဂျန်ဝါရီစစ်မှုထမ်းကြဲကော်ပိုစစ်ကော်မရှင်ကအုတ်ကြီးတွေကိုစစ်ခိုင်းထားတာလူတိုင်းအသိဖြစ်ပေမဲ့အခုတော့အုတ်ကြီးတွေကသူတို့အသက်ခံရမှာထိုင်လန်နဲ့အတွက်လူမိုက်တွေနဲ့ဗိန်းစားတွေကိုစစ်မှုထမ်းကော်ပိုထပ်ဆင့်ခိုင်းထားပါတယ်အခုလိုစစ်မှုထမ်းကြဲကောက်နေတဲ့လူမိုက်နဲ့ဗိန်းစားတွေဟာမြို့နယ်ထိုးယုံကစစ်ပိုမှုတွေကိုရန်ခွင့်ပြုထားတာဖြစ်လို့ပြည်သူတွေကိုစစ်တပ်ကခိုင်းတာဖြစ်တဲ့အတွက် ပြန်လဲခွန်းတုံးမပြန်ဖို့ချင်းချောင်းမှုတွေပါပြုလုပ်နေရပါ စစ်မှုနိုင်ငံလာကောက်တော့ငါကဂျန်ကိုလူမိုက်กว่าငါတို့ကအထက်နဲ့ပိုင်တယ်မင်းတို့တွေဘာဖြစ်ရှင်လဲဆိုပြီးတော့မိုက်ကျဲခွဲစကားပြောတာပြီးတော့ပက်ဆန်ကိုလည်းပို့တောင်းလာတယ်လို့တန်လျင်မြို့မှာနေထိုင်တဲ့အသက်၄၀အရွယ်အမျိုးသမီးတူကပြောပါတယ်အဲ့လိုလူမိုက်တွေနဲ့ဘိန်းစားတွေစစ်မှုထမ်းကျဲကောက်လာတဲ့အခါအရင်ကစစ်မှုထမ်းအကျုံးဝင်တဲ့အိမ်တိုင်ကတလောက်ကိုတသိန်း2000ပေးရရကနေအခုဆိုတအိမ်ကို2000 2000အထိပေးလာရတယ်လို့ကြောက်တဲ့မြို့နယ်ဒေသခံတွေက MP ကိုပြောပါတယ် စစ်မှုထမ်းခြင်းမလုံလောက်လို့ဆိုပြီးတိုးကောက်တာလို့ပြောတယ်ကျွန်တော်တို့ကဘာမှပြန်ပြောလို့မရဘူးတက်တူရဲ့အပြင်းနဲ့လူတွေလာကောက်တာပြန်ပြောရင်လည်းသူတို့ chainId မှာကိုကြောက်ရတော့ပေးလိုက်ရတယ်ခင်မကောင်းလို့စီးပွားရေးအဆင်မပြေတာသူတို့တွေရဲ့လေဘင်းညှစ်တာကိုပါခံနေရတယ်လို့ကြောက်တဲ့မျိုးနယ်မှာနေထိုင်တဲ့အသက်30ရွယ်အမျိုးသားတူကပြောပါတယ်အခုလိုစစ်မှုထမ်းခြင်းတောင်းတဲ့အတိုင်းမပေးတဲ့သူတွေကိုရက်ကွက်အုပ်ချုပ်ရင်မုံ၊ဂျိုင်မုံလူမိုက်ကဘိန်းစားတွေကဂျိုင်းတတ်တဲ့အပြင် စစ်တပ်အထက်ကိုပါတခါတည်းပို့ဆောင်မှုတွေရှိနေပါတယ်။အနည်းရှုံးရရင်တော့စစ်ကော်မရှင်ဟာလူဝင်အားဆုံးရှုံးမှုနဲ့လုံခြုံရေးဖိအားတွေကြောင့်တရားဝင်အဖွဲ့စီရဲ့စာအကြမ်းဖက်မှုနဲ့ငွေညှင်းမှုမှာထိရောက်ပြီးထိန်းချုပ်ရလူကူတဲ့လမ်းဘဲလူမိုင်းအဖွဲ့စီကိုတရားမဝင်လှုပ်ရှားခွင့်ပေးပြီးစစ်မှုထမ်းငွေကောက်ခံခြင်းကိုလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ပြည်ရင်းထင်အနောက်ဆုံးတရင်အနေနဲ့ TNL နဲ့စစ်ကော်မရှင်တိုက်ပွဲတွေမှာဘေဘက်ကမှပေါင်းတော့မရှိဘူးလို့ညင်းဆိုလိုက်တဲ့ SSPB အကြောင်းဖြစ်ပါတယ်။ စစ်ကော်မရှင်ထိုးစစ်ဆင်တင်ပိုက်ခဲ့တဲ့ကြောက်မဲနဲ့တိဘောတိုက်ပွဲတွေမှာချမ်းပြတိုးတက်ရေးပါတီ SSPP ကစစ်ကော်မရှင်တပ်ကိုကူညီလမ်းဖွင့်ပေးခဲ့တယ်လို့တိုင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ရဲ့ပြောဆိုမှုအပေါ် SSPP ကကံကွန်းရှုံချရဲလို့မနေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲလိုကံကွန်းရှုံချခဲ့တဲ့အပြင်နောင်ရှိုကြောက်မဲတိဘောတိုက်ပွဲတွေမှာ SSPP ဟာစစ်ကော်မရှင်နဲ့ KNL ဖွင့်နှစ်ဖွဲ့လုံးဘေဘက်ကမှဝင်ရောက်ဆွတ်ဖက်ခဲ့တာမရှိဘူးလို့တုံ့ပြန်ထားပါတယ်။ စစ်ကောင်မရှင်နဲ့တင်းတယ်လေတို့ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့်လူတို့ရဲ့အသက်အိုးအိမ်စီးစင်ပိုင်ဆိုင်မှုဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရတဲ့ကြောင့်စစ်ဘေးရှောင်လူတို့ကိုစ조사ကူညီတဲ့လုပ်ငန်းစဉ်တွေကိုသာလှုပ်ဆောင်ခဲ့ရလို့ SSPP ကထုတ်ပြန်ထားပါတယ်။ဒါအပြင်တင်းတယ်လေရဲ့ပြောဆိုချက်ဟာ SSPP ရဲ့ပေါ်လူတို့နဲ့တွလင်းအင်အားစုတွေကြားထင်အောင်ထင်မှားဖြစ်စေရဲ့ပြောဆိုချက်ဖြစ်တဲ့အပြင်နိုင်ငံရေးအထွတ်အမြတ်လုံမုံနဲ့လူမှုအကြစေယုံရေးကြဆင်းစီလိုတဲ့ရွေကြဖြစ်တယ်လို့ SSPB ကဆိုပါတယ် SSPP နဲ့ TNL ဟာမြန်မာနိုင်ငံမြောက်ပိုင်းကအင်အားကြီးတန်းတားလက်နက်ကင်ဖွဲ့စည်းရတဲ့ဖွဲ့စည်းထားတဲ့ FPNCC ရဲ့ဖွဲ့ဝင်တွေဖြစ်ပေမဲ့တစ်တူများနှစ်ခုစစ်စင်ရစတင်ပြီးနောက်ပိုင်းမှာနှစ်ဖက်တက်တွေကြားနေမြင်အငင်းပွားမှုတွေမကြာခဏဖြစ်ပေါ်စေခဲ့ပါတယ်စစ်ကော်မရှင်ဟာကြောက်မဲကိုထိုးစစ်ဆင်ဝင်ရောက်လာချိန်မှာ SSPP ထိန်းချုပ်ထားတဲ့နောင်ပိုင်ကျေးရွာအုပ်စုထိုင်းနိုင်ငံကျေးရွာကနေတစင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ TNL ကထောက်ပြတဲ့အပြင် တိဝဲမျိုးကိုဝင်ရောက်ထိန်းချုပ်ရမှာလဲ SSPB ထိန်းချုပ်ခဲ့တဲ့နေမျိုးကိုဖျက်ကျော်ပြီးစစ်တပ်က TNL ကိုတိုက်ခိုက်ခဲ့တဲ့အတွက် SSPB ကစစ်ကော်မရှင်ကိုကူညီနေတဲ့ဆိုရက်အတန်တွေထွက်ပေါ်လာလဲဖြစ်ပါတယ်။နောက်ဆုံးပြပတ်တဲ့င်းအနေနဲ့လိန်လယ်မှုနဲ့ရှိုးဝဲချက်တွေခိုးယူခဲ့လို့ထောင်ကျနေတဲ့အမတ်ဟောင်းကိုလွတ်ငင်ပေးခဲ့တဲ့ trend အကြောင်းပါ။လိန်လယ်မှုနဲ့ရှိုးဝဲချက်လည်းခိုးယူမှုတွေအတွက်ထောင်တန်း9နှစ်ကြာခံခဲ့ရတဲ့ Republican Party ဝင် Congress အမတ်ဟောင်း ဂျော့ဆန်ဒော့စ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလွန်လွင်ချမ်းသာခွင့်ပေးလိုက်တယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။ဆန်ဒော့စ်ဟာလိန်လယ်မုန်းနဲ့ရှိုးဝဲအချက်လက်ခိုးယူမှုတွေကြောင့်ထောင်ဒဏ်9နှစ်ကြာခံခဲ့ရပေမယ့်3လတောင်မပြစ်သေးတဲ့အချိန်မှာအကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာရလဲဖြစ်ပါတယ်။ထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာတော့ဆန်ဒော့စ်ဟာဆိုးရွားစွာမတရားပြုလုပ်ခံခဲ့ရတာဖြစ်တယ်လို့ရှင်းခဲ့တာအဲ့ဒါကြောင့်အကျဉ်းထောင်ကနေချက်ချင်းလွတ်မြောက်ဖို့စေဖို့ ပြစ်နယ်ရှော့ပေါမုံလက်မှတ်ကိုထိုးပစ်ခဲ့တာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒါအပြင်ထရန့်ကသူ့ရဲ့ဆုံးဖြတ်ချက်ကတရားမျှတပြီးစန်တိုထက်စစ်မှုထမ်းဟန်ဆောင်ခဲ့တဲ့ဒီမိုကရက်တစ်အမတ်ရုရှားဘလူးမန်တော့ကပိုဆိုးတယ်လို့ပြောခဲ့ပါတယ်။စန်တိုဟာအမေရိကန်ကွန်ဂရက်ကနေနှင်ထုတ်ခံရတဲ့စစ်မှတ်မြောက်အမတ်ဖြစ်ပြီးဆွေးချက်များစွာ ပြင်းထန်နေတဲ့ကျွန်းဝဆိုင်ရာအစီရင်ခံစာထွက်ပေါ်ပြီးရနောက်2023ခုနှစ်မှာကွန်ဂရက်ကနေထုတ်ပယ်ခံခဲ့ရတာပါ။ ဆန်တိုဟာ2022ခုနှစ်မှာကွန်ဂရက်အမတ်ဖြစ်လာပြီးတော့သူ့ရဲ့ကိုယ်ရေးမှတ်တမ်းမှာတက္ကသိုလ်ဘွေယာရှီမွန်စီတီဂရုနဲ့ဂူမတ်ဆတ်တိုမှာအလုပ်လုပ်ခဲ့ရလို့လိမ်လည်ခဲ့ပါတယ်။ဒါရီပြင်းဂျမ်မွန်ရဲ့အလွဲသုံးစားမှုရွေးကောက်ပွဲဂျမ်မွန်တွေကိုကိုယ်ရေးကိုရာအလွဲသုံးစားမှုနဲ့ပြုလုပ်ခဲ့ရလို့ကွန်ဂရက်ကဆွဆွေးခဲ့တာပါ။ဆန်တိုရဲ့ရှင်းနေဖြစ်သူဂျိုဆက်မာယေကတော့ထရန်ရဲ့ကြေညာချက်ထုတ်ပြန်နောက်မှာသမ္မတဒေါ်လန်ထရန့်ကိုဖျားသခင်ကောင်းရှိပေးပါစေလို့ပြောကြားခဲ့ပါတယ်။ MP ရဲ့နေလေကင်အထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝမောရည်လည်းပြေကြပါစေခင်ဗျာ